အလုံးမဲမင်္ဂလာပါရှင်ဖုန်းယူမီဒီယာချန်နယ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်မလို့တာနဲ့ဇလဗျာညွန်ကြောင့်မူစည်းဌာနကဒီကနေ့2025ခုနှစ်စက်တဘာလ29ရက်နေ့အတွက်နောက်ဆုံးထုတ်ပြန်ထားတဲ့မလို့တာခံမှန်းချက်တွေကိုအသေးစိတ်တင်ပြပေးသွားမှာဖြစ်ပါတယ်ရှင်ဒီကနေ့စက်တဘာလ29ရက်နေ့အတွက်ထူးခြားမလို့တာရီနေနဲ့အာကောင်းသောမုံတိုင်းပူအလွိုင်းရဲ့ဂုံတွင်းပြည့်ကြုံမှုအခြေအနေနဲ့မြန်မာနိုင်ငံရဲ့မိုးကြီးရေရှမ်းနိုင်တဲ့အခြေအနေတွေကို အသေးစိတ်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင် ထမဆုံးအနေနဲ့အားကောင်းသောတိုင်ဖုန်းမုန်တိုင်းပူအလွန်အကြောင်းကိုတင်ပြပေးသွားမှာဖြစ်ပါတယ်ရှင်။ယနေ့မြန်မာစံတော်ချိန်9နိုင်ခွဲအချိန်တိုင်းထွာချက်များအရတောင်တရုတ်ပင်လယ်ပြင်တွင် ဖြစ်ပေါ်နေသောတိုင်ဖုန်းမုန်တိုင်းပူအလွန်သည်အနောက်များဘက်သို့ယူလျားခဲ့ပြီးအားကောင်းသောအပူပိုင်းမုန်တိုင်းပူအလွန်ဖြစ်သောအာရောသွားခဲ့ကဗီယက်နမ်နိုင်ငံမြောက်ပိုင်းကမ်းခြေဒေသများကိုဖေမျိုးနဲ့ဒေါ်ဟွာမျိုးတို့အကြားမှဖြတ်ကျုံရောက်ခဲ့ပြီး ရန်နနိုင်ငံကုန်လှမ်းပိုက်ဒေတာများကိုဆက်လက်ဖျက်ကျော်လျက်ရှိနေပါသည်။နောက်လီဆယ်ရှင်နိုင်တွင်ခမန်းချက်အစောအာကောင်းသောပူပိုင်းမုံတိုင်းဘူအလိုင်းသည်အနောက်အနောက်မြောက်ဘက်သို့ရွေ့လျားနိုင်ပြီးယနေ့ညနေပိုင်းတွင်လာအိုနိုင်ငံ၏ဆက်သီတာများကိုအပူပိုင်းမုံတိုင်းဘူအလိုင်းအဖြစ်ဖြင့်လက်ကောင်းယနေ့ညပိုင်းတွင်လာအိုနိုင်ငံကုန်လှမ်းပိုက်ဒေတာများကိုအပူပိုင်းမုံတိုင်းငယ်အဖြစ်လက်ကောင်း30ရက်ကုလ2025ရက်နေ့နံနက်ပိုင်းတွင်မြန်မာနိုင်ငံအရှိပိုင်းဒေတာများကို လီဖီအာနယ်ဆဲဖြစ်လက်ကောင်းဆက်လက်ဖြဲကျော်နိုင်သည်ဟုခံမှန်းရပါသည်။သတိပေးနှိုးဆော်ချက်အစပါအကောင်းသောဘူပိုင်းမုံတိုင်းဘူအလိုက်မှ ပြတ်ထွက်လာသောတိမ်တိုင်းများကြောင့်ယနေ့နနက်မှတရက်ဆယ်လ2025ရက်နေ့တွင်နေပြည်တော်ရန်ကုန်တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီး EOD တိုင်းဒေသကြီးသတင်းထိုင်တိုင်းဒေသကြီး ချင်ပြည်နယ်၊ကယားပြည်နယ်၊ကရင်ပြည်နယ်၊ချင်းပြည်နယ်၊မွန်ပြည်နယ်၊ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တို့တွင်နေရာစိတ်စိတ်မှနေရာနံပြမှုထစ်ချုံရပြီးအချို့ဒေသများတွင်ဒေသအလိုက်နှင့်နေရာကွက်ရီမူကြီးခြင်းများဖြစ်ပေါ်နိုင်ပါသည်။မြမကေရန်တခြားနယ်ကလွန်ပလဲပြည်တို့တွင်ရန်ဖန်ရန်ခါမိုးတက်လီပြင်းများကြာရောက်ပြီးလိုင်းကြီးပါမယ်။မိုးတက်လီပြင်းကြာစဉ်ရေပြင်းမြေပြင်းလေသည့်တနိုင်လင်း35မိုင်ထိတိုက်ခတ်နိုင်ပါသည်။ လိုင်းမြင့်မှာမြမကင်ရန်တရှောင်းနဲ့ကလပ်ပလဲပြင်းတို့တွင်၁၀ပေမှ၁၂ပေခန့်ရှိနိုင်ပါသည်။အကြံပြုချက်တို့ဖြစ်ပါ၍မိုးတဲထန်စွာရသွန်းခြင်းများနဲ့တူလေပြင်းတိုက်ခတ်ခြင်း၊မိုးထစ်ချုံခြင်း၊မိုးကြိုးပစ်ခြင်း၊ပျက်စီးလက်ခြင်း၊မိုးသီးကျွေခြင်း၊ရေတပြတ်ရေကြီးခြင်းနဲ့မြေပြိုခြင်းစသည့်သဘောအပြေအနေများဖြစ်ပေါ်နိုင်တာကြောင့်အဆိုပါဒေသများရှိကုန်းမြင့်ဒေသအနီးတွင်နေထိုင်ကြသူများအနေဖြင့်မြေပြိုမှုအနေဖြင့် ညငယ်ချောင်းငယ်များနေရနေထိုင်ကြသူများနေဖြင့်ရေကြီးရေရှမ်းမှုများကိုကြိုတင်သတိပြုရှောင်ရှားနိုင်ပါရန်နှင့်ပြည်ရင်းရေချောင်းသွားလာရင်လေချောင်းပြန်တန်းရင်နှင့်ဆင်မြောင်းတတ်တမန်များနေဖြင့်လိုအပ်သည့်များကြိုတင်ပြင်ဆင်ဆောင်ရွက်ထားနိုင်ပါရန်သတိပေးနှိုးဆော်အပ်ပါသည်။ဆက်လက်ပြီးဘင်္ဂလားပလင်အော်ချင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါရရှင်။ယနေ့မြန်မာစံတော်ချိန်15:30ချိန်တိုင်းထွာချက်များရာဘင်္ဂလားပလင်အော်ညပိုင်းနှင့်ယင်းနှင့်ဆက်စပ်လျက်ရှိသောဘင်္ဂလားပလင်အော်လေပိုင်းတို့တွင် တရက်ဆယ်လ2025ရန်နေ၌လေးဖီယာနယ်ရဲဝင် low pressure area တစ်ခုဖြစ်ပေါ်နိုင်သည်ဟုခန့်မှန်းရပါသည်။ဆက်လက်ပြီးမိုးလေဝသနှင့်ဇလဗရာညွန်ကြားမှုဦးစီးဌာနရဲ့နောက်ဆုံးထုတ်ပြန်ထားသောမြေကြီးကြီးမှုချိန်နှင့်တတိပေးချက်များကိုလည်းတင်ဆက်ပေးသွားပါမယ်။ရေကြီးမှုချိန်နှင့်တွင်2025ခုနှစ်စက်တဘာလ29ရက်နေ့9ရက်ချင်းထုတ်ပြန်ချက်ယနေ့မြန်မာစံတော်ချိန်6ရက်ခွဲအချိန်တိုင်းထွာချက်များရာစစ်တောင်းမြေသည်တောင်ငူမြို့တွင် ရေမြို့ဤစိုးရင်ရေမက်အထက်သို့ ပေဝက်ကျော်ကျော်လုံးနေပြီးနောက်တရက်တွင်နှစ်လက်မခန့်ကြာဆင်းလာနိုင်ကရင်းမျိုးဤဆွေရင်မအထက်ဆက်လက်တည်ရှိနိုင်ပါသည်။ယနေ့မြန်မာစံတော်ချိန်6ຫນိုင်ခွဲအချိန်တိုင်းထွားချက်ရစစ်တောင်းမြေသည်မထောင်မြို့တွင်ဆွေရင်မအထက်သို့တပေခန့်ကျော်လုံးနေပြီးနောက်တရက်တွင်နှစ်လက်မခန့်ကြာဆင်းလာနိုင်ကရင်းမျိုးဤဆွေရင်မအထက်ဆက်လက်တည်ရှိနိုင်ပါသည်။သို့ဖြစ်ပါ၍တောင်ငုံမြို့နယ်နှင့်မထောင်မြို့နယ်တွင်ရှိမြေကန်းဤနှင့်မြေနေပိုင်းထိုင်သူများနေဖြင့် ရေပေးလွန်ရာနေရာများသို့ရှောင်ရှားနိုင်ပါယံသတိပေးနှိုးဆော်အပ်ပါသည်။မြစ်ကြီးနားမြေရေရှလမခံပြန်ကြမနေ့ကညနေမှ12နာရီတွင်မြစ်ကြီးနားမြို့ဤမနေ့ကမြင်းဆုံပူချိန်36.3ဒီဂရီစင်တီဂရိတ်ယနေ့အနေဆုံပူချိန်18.3ဒီဂရီစင်တီဂရိတ်ဖြစ်ပါရဲ့ရှင်။မြစ်ကြီးနားမြေသည်ဆွေးရင်မှ1000 cm စင်တီမီတာသို့ရရှိရန်100 cm 20ကျောက်ပေကျော်ခန့်အလိုရင်းရရှိနေပါသည်။ ညီအတဲကြပုံမှန်နေထားခက်မှာရှိနေပါမယ်ထူကယ်မြည်ကြီးနိုင်သည့်အချိန်နေမတွေ့ရှိသေးပါရှင် EOD မြင့်အထက်ပိုင်းမှာမိုးအားတင်းတင်းရှိနေပါတယ်ရန်ဖန်ရန်ခါ EOD မြင့်စွန်အထက်ပိုင်းမှာနေရာကွဲ၍မိုးသည်းထန်စွာရသွန်းခြင်းများကြောင့်ညကြီးနမြည်ကြဆင်းနေရာမှာပြန်တက်လာခြင်းအကျဉ်းချင်းဖြစ်ပေါ်နေပါဦးမယ်စကိုင်းတိုင်းဒေသကြီးအထက်ပိုင်းကချင်ပြည်နယ်တစ်ခုလုံးမြန်မာပြည်မြောက်ပိုင်းစွန်းဒေသများနဲ့အေယော်ဒီမြစ်အထက်ပိုင်းမိခါမြင်းနဲ့မလီခါမြင်းဝမ်းဒေသများမှာ ဝတ္တန်တာဖြစ်ထုံမှုအာသင်တင်ရှိနေပါတယ်။ EOD မြို့ကိုတခြားနဲ့ချင်းမြို့ကိုတခြားမြေကန်နေမြင်းနေဒေသများနဲ့မြင်းလူစုများတွင်စိုက်ပျိုးလုပ်ကိုင်းနေထိုင်ကြသောတောင်သူများနဲ့ရေလုံသားများ EOD မြို့ကြီးကိုမိပြုနေထိုင်ရှာပွေစားတောင်းနေကြသောမိဘပြည်သူများအလုံးသိရှိနိုင်မှရန်အတွက်တင်ပြပေးလိုက်ပါတယ်။ချင်းမြို့ချင်းနေခန်တီမြို့ရှလမခန့်ထက်ကြမနေ့ကညနေမှ7နာရီတွင်မုံရမြို့ရေတလမခန့်ထက်တန် မနေ့ကညနေမှ12နာရီတွင်စနေမြအထက်ပိုင်းမှာလက်တလောတွင်မွာအနှဲငယ်မှအတင်းတင့်ရှိနေပါတယ်။ယခုရက်ပိုင်းတွင်စနေမြတဲ့လျှောက်မြို့များအလုံးတွင်အကြဘတ်သို့ဦးတည်နေပါအောင်မယ်။စနေမြတဲ့ကြပုံမှန်နေထိုင်ခတ်မှရှိနေပါမယ်။ထူးခဲမြေကြီးနိုင်တဲ့အခြေအနေမတွေ့ရှိသေးပါရှင်။ကန်တီဟိုမလင်းဖောင်ပြေမော်လိုက်ကလေးဝမင်းကင်းကနေမြို့မြေရုံမှာပြပြချင်းဆက်လက်ကြာဆင်းနေပါမယ်။မုံရမြို့မြေရေ အတဲကြမရှိရတဲ့နေပြီယနေ့နေ့လယ်ပိုင်းတွင်ပြန်လည်ကြဆင်းနိုင်ပါတယ်ဖြည်းဖြည်းချင်းဆက်လက်ကြဆင်းနေပါမယ် EOD မြည်ရချင်းနေဗမော်မြည်ရဖြည်းဖြည်းချင်းဆက်လက်ကြဆင်းနေပါမယ်ယနေ့နေ့လယ်ပိုင်းတွင်ပြန်လည်မြင့်တက်နိုင်ပါတယ်ရွှေကူကတာထီချိုင်းတပိတ်ချင်းမန္တလေးစကိုင်းမြင်းမှုမြည်တို့မှာဖြည်းဖြည်းချင်းဆက်လက်ကြဆင်းနေပါမယ်ပခောက်ကူညာဦးကြောင့်မင်းဘူးမကွေအောင်လန်းပြီးစိတ်သာဟင်္ဒရဇလုံးမျိုးမြေရောမှာလည်းဖြည်းဖြည်းချင်းဆက်လက်ကြာဆင်းနေပါမယ်။ ။ EOD မြင့်မြင့်တက်မှုကို24နိုင်ဆောင်ကြည့်တင်ပြပေးနေပါရရှင်။ထူးခြားမှုရှိလာရင်အချိန်နဲ့တပြေးညီတင်ပြပေးသွားပါမယ်။ဆလပီမိုလီဝတာနဲ့ဆလာဗီယာညွန်ကြားမှုဦးစီးဌာနကထုတ်ပြန်လိုက်သောထူးခြားမှုလေးဝတာအချိန်လေးကိုတင်ဆက်ပေးသွားပါမယ်။ဘင်္ဂလားပြည်အချိန်လေးကပလီပလင်ပြင်းနေဘင်္ဂလားပလင်အော်တာမိုင်းတို့ရဲ့မုတ်တုံလေးအားကောင်းနေပြီ။ချက်ဘင်္ဂလားပလင်အော်ရင်မုတ်တုံလေးအားတင်းတဲ့ရှိနေပါရဲ့။ယနေ့ညနေထိခမ်းမန်းချက်မန္တလေးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီး စကိုင်းတိုင်းဒေသကြီးကချင်ပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတို့ရဲ့နေရာကျဲကျဲနေပြီးတော့ကယားပြည်နယ်ချင်းပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့ရဲ့နေရာစိစိနဲ့ကျန်တိုင်းဒေသကြီးနယ်ပြည်နယ်တို့ရဲ့နေရာနဲ့ပြမှုထိချုံရပြီးရန်ကုန်တိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးအီအော်တီတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးအရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့ရဲ့နေရာကွက်၍မူကြီးနိုင်ပါတယ်။ရွာရဲရောင်းပြဖြစ်ပါတယ်။နေပြီးတော့နေရာကွက်ကြားမှုထိချုံရမည်။ ရန်ကုန်ကပ္ပအေးမိုးတချိန်နဲ့ချိန်ထစ်ချုံရမည်မန္တလေးနေရာကွက်ကြားမိုးထစ်ချုံရမည်ဘက်ကိုမိုးတချိန်နဲ့ချိန်ထစ်ချုံရမည်မကွေးနေရာကွက်ကြားမိုးထစ်ချုံရမည်ဟောင်မလင်းနေရာကွက်ကြားမိုးထစ်ချုံရမည်မုံရွာနေရာကွက်ကြားမိုးထစ်ချုံရမည်ပတ်သိမ်းမိုးတချိန်နဲ့ချိန်ထစ်ချုံရမည်တဝဲမိုးတချိန်နဲ့ချိန်ထစ်ချုံရမည်မြစ်စီနာနေရာကွက်ကြားမိုးထစ်ချုံရမည်လိုက်ကောနေရာကွက်ကြားမိုးထစ်ချုံရမည် ဖတ်အံမိုးတချိန်နဲ့ချိန်ထစ်ချုံရမည်။ဟာခါနေရာကွက်ကြားမိုးထစ်ချုံရမည်။မော်လယ်မြိုင်မိုးတချိန်နဲ့ချိန်ထစ်ချုံရမည်။စစ်တွေးနေရာကွက်ကြားမိုးထစ်ချုံရမည်။လာရှိုးနေရာကွက်ကြားမိုးထစ်ချုံရမည်။တောင်ကြီးမိုးတချိန်နဲ့ချိန်ထစ်ချုံရမည်။ကျိုင်းတုံမိုးတချိန်နဲ့ချိန်ထစ်ချုံရမည်။မိုးတိမ်တာဖြစ်ပေါ်မှုချင်းနဲ့တရင်တိုင်းတိုင်းဒေသကြီးတွင်မိုးတိမ်တာများဖြစ်ထွန်းမှုအကောင်လျက်ရှိပြီးအဆိုပါမိုးတိမ်တာများရွေလျားရာနေရာတစ်လျှောက်တွင်မိုးရွာသွန်းခြင်းနဲ့အတူ ၊လေပြင်းတိုက်ခတ်ခြင်း၊မိုးထစ်ချုံခြင်း၊မိုးကျူးပစ်ခြင်း၊ရက်စီလက်ခြင်းနဲ့မိုးတိကျခြင်းစသည့်မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်တာကြောင့်ကြိုတင်သတိပြုနိုင်မရဲ့အကြံပြုအပ်ပါတယ်။နောက်နေ့အတွက်ခမန်းချက်နေပြီးတော့ရန်ကုန်တိုင်းဒေသကြီး၊မန္တလေးတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး EOD တိုင်းဒေသကြီး၊သတင်းတိုင်းတိုင်းဒေသကြီး၊ကရင်ပြည်နယ်၊ဝန်ပြည်နယ်နဲ့ရှမ်းပြည်နယ်တို့တွင်မိုးထစ်ချုံရပြီးနေရာကွက်၍မိုးကြီးနိုင်ပါသည်။ နေပြည်တော်နဲ့နေတဝိုင်းအတွက်ယင်းညံနေထိခမ်းမှန်းချက်နေရာကွက်ကြားမုတ်ထချုံရမြီရွာရရနုံပြည့်ဖြစ်ပါတယ်ရန်ကုန်မြို့နယ်နေတဝိုင်းအတွက်ယင်းညံနေထိခမ်းမှန်းချက်မုတ်တချိန်နဲ့ချိန်ထချုံရမြီရွာရရနုံပြည့်ဖြစ်ပါတယ်မန္တလေးမြို့နယ်နေတဝိုင်းအတွက်ယင်းညံနေထိခမ်းမှန်းချက်နေရာကွက်ကြားမုတ်ထချုံရမြီရွာရရနုံပြည့်ဖြစ်ပါတယ်မြမပင်လေးပြင်းမြဝကျုံမမုတ်တမခွေမုတ်တနင်းတိုင်းကရန်တရှောင်းနဲ့ကလွန်ပင်လေးပြင်းတို့ရင်ရန်ဖန်ရန်ခါမိုးသက်လေးပြင်းများကြာရောက်ပြီးလိုင်းကြည့်ပါမယ် မိုတက်လီပြင်းချစဉ်ရေပြင်းပြင်းပြင်းလေးသည် တနအီလ35မိုင်ထိတိုက်ခတ်နိုင်ပါသည်။လှိုင်းမြင့်မှာမြေဝါကျွန်းမှမိုတမကွေ့မိုတင်းတိုင်ကန်ရန်တရှောင်းနှင့်ကဲလွန်ပလဲပြင်းတို့တွင်10ပေမှ12ပေခန့်ရှိနိုင်ပါသည်။တံမြမပလဲပြင်းတွင်လှိုင်းတင်တဲမှလှိုင်းကြီးနိုင်ပါသည်။မိုတက်လီပြင်းချစဉ်ရေပြင်းပြင်းပြင်းလေးသည်တနအီလ25မိုင်မှမိုင်30ထိတိုက်ခတ်နိုင်ပါသည်။လှိုင်းမြင့်မှာရခိုင်ကန်ရန်တရှောင်းနှင့်ကဲလွန်ပလဲပြင်းတို့တွင်10ပေမှ10ပေခန့်ရှိနိုင်ပါသည်။ အားလုံးပဲတမောဘီအန်ဒီရဲ့ကနေကင်ဝေးကြပါစေလို့ဖုန်းယူမီဒီယာ channel ကနေဆုတောင်းပေးလိုက်ပါရရှင်ဆုတောင်းပေးလိုက်ပါရရှင်